မင်္ဂလာပါယနေ့နိုဝင်ဘာလ9ရက် BBN ပြည်တွင်းပြည်ပသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းမြောင်းနဲ့ရခိုင်မှာတည်သွားတဲ့စက်ကောင်စီရဲ့မယားလင်းရှိမယားတွေကစစ်မှုထမ်းပါစတွေနဲ့ဖောက်ပြန်ခိုးပြေးမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုသတင်းတော်ရစ်ချက်နဲ့ကိုခဲစစ်တို့ကပြပို့လာပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းမြောင်းနဲ့ရခိုင်မှာတည်သွားတဲ့စစ်သားတွေရဲ့မယားတွေ ဒင်ရှိမယားတွေကစစ်မှုထမ်းတပ်သားပါစာတွေနဲ့ဖောက်ပြန်ခိုးပြေးမှုတွေရှိနေတဲ့ပြင်မိမယူမဲ့တပ်သားတွေကိုလည်းဇက်တရှေတန်းထွက်နေရတာကြောင့်ဖုတ်ပူမိတိုက်မင်္ဂလာဆောင်ခိုင်းနေတယ်လို့တက်တွင်းနဲ့နှိစက်တဲ့သူတို့က VPN ကိုပြောပါတယ်မကွေးတိုင်းရေစကြိုမြို့နယ်အခြေဆိုင်ဖူလုံကျေးပါနီကစစ်ကောင်စီတပ်တွေဖြစ်တဲ့ခလာရ196 250 258တပ်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းနယ်ရခိုင်ပြည်နယ်စစ်မြေပြင်နယ်မှာတည်ဆုံသွားတဲ့စစ်သားတွေရဲ့မိမတွေယောက်ျားရှေတန်းထွက်နေတဲ့လင်းရှိမြားတွေက စစ်မှုရေးတပ်သားပါစတွေနဲ့ဖောက်ပြန်ခိုးပြီးနေကြတဲ့ပြင်အချို့စစ်သားများတွေကိုကရုံတုံးပြီးမှပြန်လွတ်နေရတယ်လို့သိရပါတယ်။အိမ်တော်ရှိတဲ့ရဲမေတွေကတော့ဖောက်ပြန်နေကြတယ်။ဝင်ရေးစစ်သားတွေကတော့ရှမ်းမြောင်းနဲ့ရခိုင်မှာတည်ကုန်ကြပြီးမိမတွေကဖောက်ပြန်လာ။ပါစတွေကစစ်သားဟောင်းမရခိုးလာတဲ့တူနဲ့လမ်းကြုံယူလာကြတဲ့တူတွေကပါနေတယ်။ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာပေါ့နဲ့မြန်မြုပ်နေတဲ့ဘက်ကရှေ့တန်းကနေပြန်လာပြီးမိမယူမဲ့စစ်သားတွေကိုလည်းချက်ချင်းရှေ့တန်းပြန်ထွက်မှဖြစ်တဲ့အတွက် လာမယ့်နိုဝင်ဘာလ9ရက်နေ့နောက်ဆုံးမင်္ဂလာဆောင်ဖိုင်းထားတယ်လို့သိရပါတယ်။9ရက်နေ့ပြီးထောင်ဖို့တော့တော်တော်မိန်ပေးထားတယ်။ရှင်းတဲ့ထက်ကြောင့်လည်းကြောင့်လာတော့သေးသေးထိုင်ခိုင်းနေတာ။တရားတွေကပြေးမယ်ဆိုတော့ပေါ်တင်ပြောနေကြတယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့မင်္ဂလာဆောင်ကြမဲ့မင်းကလေးတွေဟာလည်းတက်တွင်းရှိစစ်သားတွေရဲ့တာသမီတွေဖြစ်တဲ့အပြင်အသက်မပြည့်သေးတဲ့ဆယ်ကျော်သက်အရွယ်တွေလည်းဖြစ်ကြတယ်လို့သိရပါဗျ။အင်းသူတို့အမိကိုတာသမီတွေယောက်ျားရရင်ပြီးတော့အသက်က73 74နဲ့စခွန်ငယ်လေးနဲ့တိုင်းကြတာ တနာကြတာမရှိပါဘူးဗျာငယ်တုန်းမှလေးဆိုအရင်ကပါစနဲ့ထွက်ပြီးရလို့တမဆန်းနေနေပဲရှိသေးတယ်။လက်ရှိမှာတော့အဆိုပါတက်တွေရဲ့တက်တွင်းထဲမှာပြည်သူစစ်မှုထမ်းပါစအများစုနဲ့အင်အားအချို့သာကြန့်ရှိနေတာဖြစ်ပြီးတော့တက်ထဲမှာလည်းအရက်တောက်တာကိုစိတ်ကြိုက်တောက်သုံးဝင်ပေးထားသလိုမွေးရဆေးဘာသုံးဆဲတဲ့ကိစ္စတွေလည်းရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့နိုဝင်ဘာလ၁ရက်နေ့မှာလည်းပခုတ်ကူလင်းရင်ကွင်းထိပ်မှာကုန်တင်ကားတွေစီကငွေကြေးတောင်းခံနေတဲ့စစ်ကောင်စီရဲတပ်သားလင်မယား၂ဦးကိုရဲစကြိုတောင်ပိုင်းတပ်ပေါင်းစုကရဲဘော်တွေကပြစ်ခတ်ရှင်းလင်းဖို့တွားရောက်ခဲ့ရာ ရဲတပ်သားကိုပြစ်ခတ်ရှင်းလင်းခဲ့ကြပြီးတော့ကိုဝင်တဲ့အမျိုးသမီးကိုတော့ငွေကြေးထောက်ပံ့ပြီးပြန်လွတ်ပေးခဲ့လို့သိရပါတယ်ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လေကေကော်နီရသေးကူတဝိုက်ကိုနောက်မှပတ်ဝင်တဲ့စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကြောင်းပြက်ပြီးထွက်ပြေးတယ်ဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့လေကေကော်နီရသေးကူဘက်ကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ော်လိုင်းရဲအားစုတွေက drone နဲ့တိုက်ခိုက်ခဲ့တာကြောင့်ဆိုပါစစ်ကူစစ်ကြောင်းတွင်မှစကားဆန်2ဦးသေဆုံးက3ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကစစ်ကောင်စီအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့လေးကီကောရတိကူပတ်ချလေကိုတော်လိုင်းရဲတပ်ဖွဲ့တွေရဲ့နောက်ကျောဘက်မှ white ကစစ်ကြောင်းတစ်ကြောင်းဖြင့်အတင်းတိုးဝင်လာပြီးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရတိကူနောက်ကျောဘက်ကိုအတင်းတိုးဝင်နေတဲ့အဆိုပါစစ်ကြောင်းကိုအားဖြည့်ရန်အတွက် စစ်တပ်ဘက်မှတမန်နစ်နစ်လက်အောက်ခံအင်အားတွေဖြင့်နောက်ထပ်စစ်ကူစစ်ကြောင်းတစ်ကြောင်းကိုလည်းထပ်မံဆီလုပ်ခဲ့တယ်လို့သိရပါတယ်စစ်ကူလာတဲ့အဆိုပါတမန်နစ်နစ်စစ်ကြောင်းကိုတော်လန်ရေးအင်အားစုတွေဘက်မှဦးစွာတွေ့ရှိခဲ့ပြီး drone ဖြင့်လက်ဦးမှုယူကာတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တော်လန်ရေးတပ်ဖွဲ့တွေရဲ့ဒီလို drone နဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၂ဦးနေရာမှာတွင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့စစ်ကောင်စီတပ်သား၃ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်ကြကြောင့် အရေးပေါ်စီရင်ချက်ချင်းတင်ရတာတွေရှိရလို့မြေပြင်ရဲဘော်တူမှ BBM ကိုပြောပါတယ်။အဲ့ဒီကသူတို့တိုးကြတယ်။ကျွန်တော်တို့တော့ကြိုးတိုးတာပြီးတော့နောက်တစ်ဆီချောင်းချောင်းကရပိကူဘက်ကိုစစ်ကူလာတယ်။ဒါအချိန်မှာကျွန်တော်တို့ကစစ်ကူစစ်ချောင်းကိုဒရုန်းနဲ့လက်ဦးမှုယူလိုက်တော့အစ်စ်ချောင်းကဖျို့ဖျဲဖြစ်ပြီးတော့မရောက်သေးတော့တော့အရေးပေါ်တင်ရတာပေါ့။တခြားထည့်ရတဲ့လူတွေလည်းအများကြီးဖြစ်သွားတယ်။ဒီလိုတိုက်ခိုက်ခံလိုက်ရတာကြောင့်ပဲအဆိုပါစစ်ကူစစ်ချောင်းဟာတိုက်ပွဲဖြစ်ပွားရနေရာကို ဆက်လက်ချီတက်နိုင်ခြင်းမရှိဘဲစစ်ကြောင်းတန့်သွားခဲ့တယ်လို့ပြရပါတယ်။ဒါအပြင်မြေပြင်မှာရှိနေတဲ့တော်လန်ရင်အင်အားစုတွေဘက်ကခြေမုံရဲရဲဘော်တွေကလည်းရသိကူဘက်ကိုစစ်ကြောင်းတိုးကျုံဝင်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်မှ အထိနာကခဲယမ်းပစ္စည်းအမြောက်အများနဲ့လက်နက်များပါထားခဲ့ပြီးစစ်ကြောင်းလိုက်ပြန်လည်ဆုတ်ခွာသွားခဲ့တာတွေရှိရလို့သိရပါတယ်။ဒရုန်းနဲ့တိုက်ခိုက်လိုက်ရတော့ဒီကောင်တွေရှိကူစစ်ကြောင်းလည်းရှိုံမရောက်တော့ဘူး။ ရှေ့ရုံးဝင်ရဲ့ဘက်မှာလည်းချင်းမောင်ရဲ့ဘက်နဲ့ထိတွေ့မှုဖြစ်တော့ပြည်ထရေးကုံထားပြီးထွက်ပြေးသွားခဲ့ရတယ်။လက်ရှိမြောက်ဝတီမြို့နယ်အတွင်း၄ကီကောဒေသတဝိုက်ကဆွေတော်ကုန်းပတ်ချာလင်းနဲ့ရသိကူတဝိုက်မှာစစ်ကောင်စီနဲ့တော်လန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးတော်လန်ရေးဘက်မှစစ်ကောင်စီရဲ့အလောင်းလက်နက်အချို့သိမ်းဆည်းရရှိရာတွေရှိသလိုအလင်းဝင်ရောက်လာသူတွေရှိရလို့လည်းသိရပါဗျ။စစ်ကောင်စီဟာမြောက်ဝတီနဲ့ တင်ញ្ញညီနောင်တို့ကိုရရှိပြီးတဲ့နောက်လေကီကုံမျိုးကိုထပ်မံထိုးစစ်ဆင်လာတာဖြစ်ပြီးယခုအခါမင်းလက်ပံဖလူလေးကြီးရွာတွေမှာပါ ပြန်လဲဆိုးမိုးမှုရရှိဖို့အတွက်ကျိုးပန်းနေရာတွေရှိရလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ကြိုင်မြော်မြို့နယ် MCL ဘီလက်မြေစစ်ရုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့လက်နေကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့နေအိမ်တွေလည်းဖောက်ထွင်းခံနေရတယ်လို့ ဒေတာဂန်တွေကပြောပါတယ်။အင်အား300ကျော်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဂျိုင်မီယောမျိုးနဲ့ MCA ဘီလက်မြေစစ်ရုံနဲ့အဲ့ဒီအနီးပတ်ဝန်းကျင်မှာတက်ဆွဲထားတာပါ။အဲ့ဒီတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဒေါ်လန်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးမကြာခဏပစ်ခတ်နေတာကြောင့်နေနွေပေါ်ကြားရောက်ပောက်ကွဲပြီးလူထိခိုက်မှုစိုးရိမ်နေကြတယ်လို့ကော်ဒွန်ကြေးရွာကဒေသတော်ဦးက VPN ကိုပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေကလက်နက်ကြီးတစ်ချိန်ပစ်ပါက ဆယ်လုံးကနေလုံး၂၀ထိပြစ်ခတ်လေရှိပြီးဂူထီတော့ရက်သားထိခိုက်တာမျိုးမရှိသေးဘူးလို့သူကဆက်ပြောပါတယ်လက်ရှိဂရုံစီကော်ထွန်းကပနော်ဝဲငှက်ကြက်ခတ်ကုန်းအစရှိတဲ့ကြေးရွာဆယ်ရွာနီးပါးမှာဒေသခံထောင်ချီကမြို့ကြီးပြာကြီးအပါဝင် တောတောင်ဥယင်ချမ်းမြေဘက်ကိုတင်းရှောင်နေကြတယ်လို့ဆိုပါတယ်ဒါပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက၎င်းတို့တက်ဆွဲရာနီးတဝိုက်ကြေးရွာတွေထဲဝင်ရောက်ပြီး ဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုခိုးယူတဲ့ဆောင်းနာမျိုးတွေရှိနေတယ်လို့နောက်ထပ်ဒေသခံတအူးကပြောပါတယ်ပြီးခဲ့တဲ့စတေမာလာ30ရင်းနေကလည်းဂဒုံစီကျေးရွာရှိနေအချို့မှာတင်ထားတဲ့ထိုင်းကုန်ပစ္စည်းတွေကိုတင်ဆက်သွားတယ်လို့ဆိုပါတယ်နေမြေရှင်းလင်းရေးခေါင်းစဉ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီဟာပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ကလေးကခရုံကူလမ်းပိုင်းကနေတဆင့် MCL ဘီလက်မြေစက်ယုံဘက်ကိုစစ်ကြောင်းထိုးလာပြီးနောက် MCL ဘီလက်မြေစစ်ရုံမှာဝင်ရောက်တက်ဆွဲခဲ့တယ်လို့ဆိုပါတယ်စစ်ကြောင်းတုံးဝင်ရောက်လာချိန်မှာလဲလမ်းမှာတွေ့တဲ့သူတွေဖမ်းဆီးပြီးဒေါ်လန်ရေးတက်တွေရဲ့သတင်းနဲ့တီနေရကို မေးမြန်းတာမျိုးတွေရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းညာမြို့နယ်လေတိရွာရှိစစ်ကောင်စီရဲ့ရဲပြူစောတိစစ်သားစူပောင်းဂိတ်ကိုလက်နက်ငယ် RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးပြီး၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းညိုင်ခရိုင်တပ်ရင်းခုနှစ်ဇီရိုးပျောက်ကြားတပ်ဖွဲ့ရဲ့တပ်ရင်းမှုဗိုလ်တပ်ကြီးက BBN ကို ပြောပါတယ်။နိုဝင်ဘာလ၄ရက်နေ့နေ့လယ်၂နာရီခန့်မှာမြင်းညံမြို့နယ်လက်တိရွာမှာရှိတဲ့စစ်ကောင်စီရဲ့စူပေါင်းဂိတ်ကိုလက်နေငယ်အပြင်ရဲဘော်ပေါ်ပါကရဲရင်စွာလမ်းမော်အထိတက်ပြီးဘန်ကားတဲကို RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှရှစ်ဦးတေဆုံးပြီးဆယ်ဦးထဲမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ဆိုပါတိုက်ပွဲဖြစ်ပွားချိန်ဟာမိနစ်20ခန်းသာကြာမြင့်ခဲ့ပြီးဇီရိုးပျောက် जा တပ်ဖွဲ့မှရဲဘော်တွေထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်ဒေါ်လန်ရင်ရဲဘော်တွေကလက်နက်ဝင်ကောက်ဖို့ကြိုးစားခဲ့ပေမဲ့စစ်ကောင်စီရဲ့ခမရ15မှစစ်ကားအကြီး3စီးနဲ့စစ်ကူလာနေတာကြောင့် အမြန်ပြန်လဲဆုတ်ခွာခဲ့ရတယ်လို့လည်းသိရပါတယ်။အဲ့ဒီတော်လန်ရဲ့ရဲဘော်တွေခွာဆစ်စင်နေစဉ်စစ်ကောင်စီလက်ပါစီတရင်ပေးနှစ်ဦးကိုလည်းအရှင်ဖမ်းမိခဲ့တာကြောင့်တက်ဆိုင်ရာကိုအနှံ့ငယ်ချောင်းကိုအတိပေးထားပါတယ်။တော်လန်ရဲ့တပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဆိုပါစစ်ကောင်စီဂိတ်ဟာမြင်းညံမျိုးအခြေဆိုင်ခလာရ15တရင်ဌာနချုပ်နဲ့နှမိုင်ကန်းသာကွာဝေးခဲ့တယ်လို့လည်းသိရပါတယ်။ ဲ့ဒီစစ်စင်ရေးကိုမြင်းညံခရိုင်တပ်ရင်းခုနှစ်0ပျောက်ကြားတပ်ဖွဲ့ရွှေကန်သားစစ်ကြောင်း မြင်းညံမြို့နယ်ပါကဖားတို့ပူးပေါင်းပြီးစစ်သူကြီးဒေါင်းစစ်သည်0ကော်လန်ကစစ်ကြောင်းမှုများအဖြစ်ဆောင်ရွက်၍ရန်ကုန်အကြီးကောင်စစ်ကြောင်း1ရွှေကန်သားစစ်ကြောင်း2တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်သူကိုကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နယူးဇီလန်ကလွတ်တော်အမတ်အဖွဲ့က လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲကိုရှုံချဖို့နယူးဇီလန်အစိုးရကိုတိုက်တွန်းခဲ့ပြီးတော့အဆိုပါရွေးကောက်ပွဲကိုထောက်ခံတာမျိုးတွေမပြုလုပ်ဖို့စူပေါင်းတောင်းဆိုလိုက်ပါတယ်။နယူးဇီလန်နိုင်ငံရေးသမားတွေကစစ်ကောင်စီရဲ့အတိုက်ခံဖွယ်အစည်းတွေအပြင်မျိုးသားညီညွတ်ရေးအစိုးရနဲ့တွေ့ဆုံခဲ့ပြီးတော့နေဆက်ကိုတပတ်ကြာခီးစဉ်ပြီးမှအခုလိုတောင်းဆိုချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။2021ခုနှစ်ကအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီဟာတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့စစ်အစိုးရစစ်ကြေးတပ်ဖွဲ့တွေပေါ် စနစ်တကျရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်စစ်ကောင်စီကလူ9000ကျော်ကိုတပ်ဖြတ်ခဲ့ပြီးတော့နိုင်ငံရေးအရအ ਨੇ ဆုံးပြည်သူ2900ကျော်ကိုဖမ်းဆီးခဲ့ကြောင်းယုံကြည်စိတ်ချရတဲ့အစီအခံစာတွေထွက်ပေါ်ခဲ့ပြီးတော့တန်ပေါင်းများစွာသောပြည်သူတွေဟာကိုပိုင်နေအိမ်တွေကနေစွန့်ခွာထွက်ပြေးခဲ့ကြကြောင်းကုလသမဂ္ဂကပြောကြားခဲ့ပါတယ်အခုနှစ်ဒီဇင်ဘာလမှာဆီယနာရှင်မင်းအောင်လိုင်ကရွေးကောက်ပွဲတွေစတင်မယ်လို့ကြေညာခဲ့ပြီးတော့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုစန့်ကျင်နေတဲ့သူဒါမှမဟုတ်နှောက်ရက်တဲ့ဘယ်သူကိုမဆို ထောင်ဒဏ်အနည်း20နဲ့အမြင့်ဆုံးဒေသအထိချမှတ်နိုင်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ယူကော့ဘွယ်လုပ်ငန်းစီရဲ့လွတ်လပ်မှုတရားမျှတမှုနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပုံမှန်မှုတွေရှိနေပြီးအဆိုပါယူကော့ပွဲတွေဟာဆေးရနာရှင်အစိုးရကိုတရားဝင်အစိုးရဖြစ်စေနိုင်မဲ့အနေရရှိတယ်လို့ Triford ကပြောကြားခဲ့ပါတယ်။နယူးဇီလန်နိုင်ငံအနေနဲ့အတူရောင်ယူကော့ပွဲရလဒ်တွေကိုရှင်းရှင်းလင်းလင်းညှင်းပယ်ပြီးတော့နိုင်ငံတကာမိဖတ်တွေလိုက်နာဖို့အားပေးရန်လိုအပ်ပြီးနိုင်ငံတကာအတိုင်းဝန်းကလည်းစစ်အစိုးရလက်ထဲ မရောက်ဖဲနေဆက်ဖြတ်ကျော်အကူအညီတွေရရှိဖို့ပိုမိုတီထွင် ဖန်တီးမှုရှိတဲ့နည်းလမ်းတွေကိုစဉ်းစားဖို့လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ယနေ့နိုဝင်ဘာလ9ရက် BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ။